ဈေးဆိုင်ဒီဖမ်းမသင့်ရောင်းချခဲ့သောအခန်းများအားယာယီနေထိုင်ခွင့်ထုတ်ပေးသွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံထော်ရဲ့အင်အားချင်းငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရစီစဉ်နဲ့ရောင်းချခဲ့တဲ့အခန်းများအားယာယီနေထိုင်ခွင့်ထုတ်ပေးသွားမှာဖြစ်တယ်လို့ဆောက်လုံရှိအင်အားနှင့်အခြေခံအဆောက်အအုံဖြစ်ရေးဘဏ် CHIT ကထုတ်ပြန်လိုက်ပါတယ်။ ဒီလိုထုတ်ပေးမဲ့အခန်းတွေကတော့တီလဝါယူဆနာအပိုင်း3ချက်စစ်မင်းအပိုင်းတင်တဲ့ရိုးမရှိတဲ့အရာတွေကအရာချင်းဝေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်နဲ့ယခုနှစ်ဇွန်လ28ရက်ကရောင်းချခဲ့တဲ့အခန်းတွေဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါရောင်းချခဲ့တဲ့အခန်းထွေရဲ့ချင်းငွေနှင့်ပတ်သက်တဲ့လုပ်ငန်းများကိုစီးရင်ဆိုင်တီဘန်းမှဆောင်ရွက်ခဲ့ပြီးဖြစ်တာကြောင့်ချင်းငွေဖြည့်ဝယ်ယူခွင့်ရရှိသူ238ဦးအောင်ယာယီနေထိုင်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ယာယီနေထိုင်ခွင့်အကြောင်းကြားစာ ထုတ်ပေးခြင်းကိုယခုနိုဝင်ဘာလ6ရက်နေ့မှ17ရက်နေ့အထိရုံးချိန်အတွင်းရန်ကုန်တိုင်းဒေသကြီးဘိုးထောင်မြို့နယ်ဘူကျုံအောင်ဆန်းလမ်းရှိမြို့ပြနေအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။